ထိုင်းမြန်မာနယ်စပ်ကတနာဘူရီခရိုင်မှာ တရားမဝင်နေစဖြတ်ကျော်ဝင်လာတဲ့ကလေးတူအပါဝင်မြန်မာ20ကျော်ဖမ်းခံလိုက်ရပါတယ်။ဒီကနေ့မနေ့နှစ်နာရီလောက်က စကရဘူရီဒေသမှာမြန်မာနိုင်ငံသားတွေကားနဲ့တရားမဝင်ဝင်လာတဲ့တည်င်းရလို့နေချာဆောင်တန်းနဲ့ရှယ်တွေကကျူတင်ဂီတဆစ်စီခဲ့တယ်လို့ထိုင်းတိုင်းမှာပေါ်ပြပါတယ်။ပက်ကတ်ကားဟာစစ်စီကီကိုတွေ့တဲ့အခါမှာတော့လမ်းဘေးတော်တွေကိုမောင်းချပြီးကာသမာထွက်ပြေးသွားတာပါ။ အနာမိတ်တွားရောက်ဆက်စီတဲ့အခါမှာတော့မြန်မာအမျိုးသားအမျိုးသမီးစုစုပေါင်း18ဦးကာနာမှာပြီးညှက်စွာလိုက်ပါလာတာလို့ဆိုပါတယ်။ကားပေါ်မှာအသက်တနှစ်အရွယ်ကလေးငယ်အပါအဝင်ကလေး၆ဦးကိုလည်းတွေ့ခဲ့ရတာပါ။မြန်မာနိုင်ငံသားတွေဟာဖရာတော်စုနဲ့ဆက်အလံကနေတရားမဝင်ဝင်လာကြပြီးစမောပရာကာခရိုင်နဲ့နီတဝိုင်းမှာဘလို့လုံမယ်လို့ဆိုပါတယ်။ခီးစင်တွေ့လေဘတ်တောင်ကနေ၂000အထိပြေးချေရမှလို့ဆိုထားပါတယ်။ ဖမ်းခံရသူတွေကိုစက္ကပူရီရစခန်းမှာတရားမဝင်ဝင်ရောက်လာပုံနဲ့အမှုဖွင့်ထားတာပါပြီးခဲ့တဲ့ဖေဖော်ဝါရီလကမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်ပုံနဲ့အဖမ်းခံရသူ NSO တထောင်ကျော်ရှိတယ်လို့ FE5 ပြင်သားရဲ့လစဉ်အစီအခံစာရသိရပါတယ်